က်ဆိုင်ကိုကြည့်ရှုနေကြတဲ့ပြည်တွင်းပြည်ပါရဟန်းရှင်ပြည်သူအလုံးတောကခတဲ့ငြိအေးပြီးချမ်းသာဒုက္ခကိုစိတ်နှပြပြည့်စုံကြပါစေကျမ်းမာချမ်းသာကြပါစေယခုအခါရာသီဆက်ဝန်းတို့ရွှေ့ပြောင်းလာတာ2025ခုမေလကုန်ပြီဂျွန်လာတဲ့ရောက်တော့မယ်အော်တလာပြီးတလာတရပြီးတရရွှေ့လာတာ 2025ပထမလေးလပြီးပြီးဒုတိယလေးလမေလကုန်ပြီဒုတိယလေးလရဲ့ခြုံလာရောက်အော်ဒီမေနဲ့ခြုံစခုမကူကာလဂျူရီယာလဲအန္တရီတတာရီရင့်ထော်ပြီးတော့စနေရာဟုကြာတော်လေးအင်္ဂါတောက်ကြအဲ့လေလုံးပက္ခလို့စီစဉ်ထူတာ အဲ့ဒီအချိန်မှာတဘာဝပြီးစီးပွားရေးလူမှုရေးတိုင်းဂါရေးတွေမန်ကြီးမတက်တာစုမဲ့အချိန်ထိတ်ဆုံးရောက်မဲ့အချိန်ကုန်စင်းတို့တွေထုတ်တက်မဲ့အချိန်နေရီယာလက်တအားပူမှာမိုးရီယာလက်တအားရွာမှာအဲ့ဒီကာလအဲ့မှာယောဂတွေလာပြီးတုတ်ကွေးတို့ဝင်းတို့ငါပစ်တို့ပြန်လာမှာ အန္တရာဒါကျွန်တော်ပြည်တယ်ပေါ့ပြည်ပမှာကြလဲဒီတိုင်းပဲပြည်ပရောက်နေကျွန်တော်မြန်မာနိုင်ငံသားတွေကကြမှာညံ့တဲ့လူတွေကထိုးတက်ကုန်စောင်းတာတွေဖြည်တာတွေအောင်ကုန်ကောင်းနေတဲ့လူတွေကရက်ကုန်အာသတိထားမယ်ဒုတိယလဒုတိယ6လနော်အဲ့တော့ယာဒီဆက်ဝန်းတို့တွားတဲ့ကာလမှာ ဖြစ်ပေါ်ပြောင်းလဲလာမယ်ဆန္ဒရသည်ဘွားစီရကံတရားပြောပြပါမယ်ပထမဦးသောမိတ္တရာသည်ဘွားစီမိတ္တရာသည်ဘွားစီမတ်လ27နဲ့ AP 20ကြားမှာမွေးဖွားသူတွေဒီရာသည်ဘွားစီဟာယခုကာလမှာအပူတော်ကအမှုပြတနာသည်များတဲ့အခြေအပေါင်းအသင်းကြောင့်ပြတနာတွေပါသလိုမာယွန်းတော်ဝယ်ရောက်ကိစ္စများကြောင့် အယောစားအမှုခင်းအရှုပ်ရှက်ရှိတဲ့ကာလရင်တွေကားတွေငွေကြေးတွေမတော်စဖြစ်တတ်တယ်တရီကြီးကြီးထားဘာသာရေးနဲ့ပတ်သက်ပြီးရှင်တော်လုတ်ကင်နေထိုင်မှုလိုတာပဲကျမ်းမာရေးဆိုင်ရာတွေကောင်းပါတယ်ပြဿနာမရှိဘူးခရီးကိစ္စတွေအောင်မြင်မယ်ရင်းနှီးမြှုပ်နှံမှု အလုတ်စည်းပွားအတိတ်တွေမလုတ်တင်ဘူးအဟောင်းတိုင်းလေးပဲထိမ့်ထားဒီရက်သတ္တပကျော်ပြီးဂျွန်း 6ရက်ကြော်ပြီးရင်တော့စီးပွားရေးကျန်းမာရေးအခြေရေးအိမ်ဆောင်ရေးအားလုံးလိုသလိုပျော်ရွှင်သွားမယ်အောင်မြင်သွားမယ်အဲဒီကိုမရောက်ခင်ဒီရက်တရပတ်ကအရန်အရေးကြီးတယ်အတော်မတော်တလားအစားမတော်တလို့စာချုပ်မှာစကားမှာအယောစာရောင်းမဝင်မှရှိတယ်အဲ့ဒါဒီမဖြစ်ရလေအောင်အညာအဖြစ်နေပြောက်အောင်ဒီကာလမှာ အဖြူရောင်ကြီးပြားရောင်ခက်ရမ်းရောင်မဲနေရောင်နှက်ပြရောင်တွေဝတ်အိမ်ရဖះမှာတစ္ဆာပန်းအောင်တပြေနဲ့ရွှေပန်းငွေပန်းစပယ်ပန်းတွေလှူမယ်နေ့တိုင်းမေတ္တာတုတ်ရဟနာတုတ်ပုပ္ပင်နာတုတ်ဒါသနာပိတ်တွေရွတ်မယ်ဘီရင်ရေရအဆောင်တွေရှောင်မယ်ဖဲမယ်ပရေရွတ်မယ်တရားထိုင်မယ်ခွေးခုငားငဲ့အစာကျွေးမယ်ပဋ္ဌာန်းမြတ်ပူဇော်ပြီးပါ၆တိကူပတ်လဲထီထိုးလို့ရပါတယ် အဲ့ဒါဆိုရင်တော့မိတ္တရာဇီဘွားကြီးဘေးရခင်ပြီးကြားမှချမ်းသာတဲ့ရသတ္တဘဖြစ်ပါလိမ့်မယ်